This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Khmer. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာစက္ကန့်ဒသမ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17ဒသမ6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ရေဒီယို NUG ကနားဆင်နေကြတဲ့တောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဗီတို့ကနေကြွေပြီးကိုစိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရေဒီယို NUG ဝိုင်းတော်သားတွေကဥစွာပထမနှုတ်ခွန်းဆက်တာအပါတယ်ဒီကနေ့2025ခုနှစ်မေလ9ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ရှင်ကျွန်မဥစွာရေဒီယို NUG စီရေသတင်းကောင်းနှုတ်ချက်ကိုရန်နိုင်ကဖတ်ကြားတင်ပြပေးပါမယ်ရှင် ရေဒီယိုအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မေလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီရေးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ပထမဆုံးတင်ဆက်ပေးမယ့်စီရေးသတင်းကတော့ထိုင်းမြန်မာနယ်စပ် TK စကန်ကိုတော်လိုင်းပူပေါင်းတပ်တွေတင်ပိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါလိမ့်စစ်ကောင်စီခိုင်မာတပ်စကန်တစ်ခုဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်က TK တပ်စကန်ကိုတော်လိုင်းပူပေါင်းတပ်တွေဒီကနေ့မေလ9ရက်နေ့မနက်9:00ခန်းမှာတင်ပိုက်နိုင်ပြီလို့ တိုက်ပွဲဝင်တော်လိုင်းတက်တွေကပြောပါတယ်။ဒီနေ့နိုင်တိုင်းဒဝဲမြို့နယ်တဲက TK စကန်ကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေအေဗီလာဂုံပိုင်းဟာဆလို့ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီကနေ့မနက်ပိုင်းမှာသိမ့်ပိုင်ရရှိခဲ့တာလို့ဆိုပါတယ်။ TK တပ်စကန်ကိုတိုက်ခိုက်သိမ့်ပိုင်နိုင်ပြီးဆိုတော့ကိုချိန်မုံရေးနဲ့ drone တပ်ဖွဲ့ FFD ကရုတ်တံမှတ်တမ်းနဲ့တကွအတည်ပြုထားပါတယ်။လက်ရှိချိန်မှာနေမြေရှင်းလင်းရေးလုပ်နေခြင်းဖြစ်တာကြောင့်တုံ့ပန်းဖမ်းမိမှုတိုက်ခိုက်သိမ်းဆုံးမှုနဲ့ လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိမှုအခြေအနေတွေကိုမသိနိုင်သေးဘူးလို့တော်လိုင်းရေးတပ်တွေကပြောပါတယ်။ KNU KNLA တပ်မဟာလေးနယ်မြေမှာရှိတဲ့ TK scan ကို KNU KNLA ရဲ့စစ်ရေးဥဆောင်မှုနဲ့မာမိတ်တပ်ပေါင်းစုများ FFD ချိန်မုံရင်နဲ့ drone တပ်ဖွဲ့ KNLA တာဝခ drone အဖွဲ့တပ်မဟာလေး drone အဖွဲ့ TPLF drone ဖွဲ့တို့ကပါဝင်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ခုတကတင်ဆက်ပေးမှာကတော့အပြစ်ရက်တက်တန်းတိုးထားတဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာကြောင့် နောင်ချိုမှာကလေးငယ်ပေါင်းဝင်၄ဦးသေဆုံးရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဖြစ်ရက်တက်တန်တလထတ်တိုးထားတဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်နောင်ချိုမြို့နယ်မှာအသက်၅နှစ်ရွယ်ကလေးငယ်ပေါင်းဝင်အရသာပြည်သူ၄ဦးသေဆုံးပြီး9ဦးဒဏ်ရာရသွားတယ်လို့တောင်းတက် TNL ကပြောပါတယ်။စစ်ကောင်စီလက်အောက်ခံ၉ရက်နှစ်အမြောက်တပ်ကမနေ့ကမေလ၈ရက်မှာနောင်ချိုမြို့နယ်ဇရက်ချိုချေးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။မင်္ဂလာဆောင်ခန်းအချင်းပနေချိန်မှာပစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကြီးကြောင့်အသက်9နှစ်ရွယ်ကလေးငယ်ပါဝင်ဒေသနေပြည်သူ၄ဦးသေဆုံးက9ဦးဟာဘုံးစားထိမှန်ဒဏ်ရာရခဲ့တာလို့သိရပါတယ်စစ်ကောင်စီဟာမေလ31ရက်နေ့ထိအပြစ်ခတ်ရက်စဲရေးကာလထပ်မံတိုးမြှင့်ထားမယ်လို့ကြေညာထားပေမဲ့တအောင်းပြည်နယ်တဲကိုထိုးစစ်ဆင်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းပါဝင်လေကြောင်းကနေတိုက်ခိုက်တာတွေလုပ်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ခံအမှတ်902အမြောက်တပ်ကမနေ့ကမေလ10ရက်မနက်9:00ခွဲဝန်းကျင်မှာစစ်ရဲကြိုရွာကိုဒရုန်းနဲ့ဘုံးနှလုံးကျဲကာ လက်နက်ကြီးနဲ့16ကြိမ်ပစ်ခတ်ခဲ့ပြီးတောင်းတပ်ဖွဲ့တွေရှိရာနေရာကို ထိုးစစ်ဆင်လာတာကြောင့်တရဲချိုရွာနီးတဝိုက်နေ့လယ်12နာရီမှာထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့တောင်းတပ် DNA လေးကအသိပေးပါတယ်။ဒါပြင်နေ့လယ်တနာရီကမှလည်းရာပြင်ကြီးရွာကို drone နဲ့ပုံသီးနှလုံးကျဲပြီးလက်နက်ကြီးနဲ့2ကြိမ်ပစ်ခတ်ခါစစ်ကြောင်းထိုးလာတာကြောင့်နေ့လယ်3နာရီခန့်အချိန်မှာရာပြင်ကြီးရွာနီးမှာတိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အလားတူညနေ၄နာရီကျော်အချိန်မှာလဲ drone နဲ့ပုံရှင်လုံးအစိမ့်ငွေပုံ၅လုံးလက်နက်ကြီးနဲ့30ကြိမ်ပစ်ခတ်ခါ နောင်တလင်းကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ညနေ6နာရီခန့်အချိန်မှလဲစစ်ကောင်စီတပ်နဲ့တောင်းတပ်မတော် PSLF DNLA တပ်တို့နောင်လင်းကြီးရွာနီးတိုက်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာတဲကိုရွာကနေပြီး drone နဲ့အစိမ့်ွေဘုံတလုံးအုံမတီကြီးရွာကိုလာရောက်ကျဲချခဲ့တယ်လို့ PSLF DNLA တပ်ဖွဲ့ရှိရာတောင်လှကြီးရွာကိုလည်းလက်နက်ကြီးနဲ့18ကြိမ်အစိမ့်ွေဘုံနဲ့6ကြိမ်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ငရင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လုပ်နိုင်အောင်တိုက်ပွဲဖြစ်ရာနေရာတွေမှာထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ညီတော်မာမိတ်သုံးဘွဲကမေလာတရနေ့မှာအပြည့်ရက်ကာလတစ်လထပ်တိုးထားပေမဲ့စစ်ကောင်စီဘက်ကတော့အခုလိုတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။အခုလိုစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်တာတွေဇက်တိုက်လုပ်နေတဲ့အတွက်မိဘပြည်သူတွေအနေနဲ့စစ်ရေးသတိအမြင့်ရှိဖို့လိုပြီးလေချောင်းရံကနေကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကနှိုးဆော်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးစစ်ရှောင်းတွေခိုလုံနေတဲ့ဗမော်မျိုးကကန္နာကျိတ်တာဖုန်ကြီးကျောင်းကိုစစ်တပ်ကဘုံကျတာကြောင့်15ဦးထပ်မံတေဆုံးပြီး30ကျော်ဒဏ်ရာရတော့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ဗမော်မျိုးသိန်းတိုက်ပွဲကြောင်းဒေသနေပြည်သူတွေခိုလုံနေတဲ့ကန္နာကျိတ်တာဖုန်ကြီးကျောင်းကိုစစ်ကောင်စီကလေကျောင်းကနေဘုံကျတာကြောင့် စစ်ရှောင်း15ဦးထပ်မံတေဆုံးပြီး30ကျော်ဒဏ်ရာရသွားတယ်လို့ဘမ်မော်စကော့ဖ်တင်းကအသိပေးပါဗျ။ဘမ်မော်မြို့ညောင်မင်းရက်ကွက်မှာရှိတဲ့ကန်နာဂျိတာဘုံကြီးချောင်းကိုစစ်တပ်ကမနေ့ကမေလ10ရက်ညနေ9:00နာရီကမှဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ရှောင်းတွေထိခိုက်တေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေဟာဘမ်မော်မြို့သိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလပထမပတ်ကစပြီးဆင်နွှဲနေရမှာလက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေတာကြောင့်မျိုးကံအများစုဟာထွက်ပြေးတင်းရှောင်သွားပေမဲ့ တချို့ကတော့ဘုံကြီးကျောင်းတွေမှာခိုလုံနေကြတယ်လို့သိရပါတယ်။ဒီလေကျောင်းတိုက်ခတ်မှုကြောင့်ဘုံကြီးကျောင်းပျက်စီးသွားတဲ့အတွက်ကြံတဲ့စစ်ဆောင်380ကျော်ကို KIA နဲ့မဟာမိတ်တွေကဘေးလွယာနေရာကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဝါရဖြန့် Telegram Channel တွေကတော့ကန္နာရိတာဘုံကြီးကျောင်းကိုဘုံကျဲတာဟာ KIA နဲ့ PDF တွေရှိတာကြောင့်ဘုံကျဲတိုက်ခိုက်တာလို့ဝါရဖြန့်ထားပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေဟာဗမော်မြို့မှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေနဲ့ဗမော်လေစိတ်အပါအဝင်စခန်းပေါင်းများစွာကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့ စကခ21နဲ့ခလာရ49လို့လို့အဓိကစစ်ကမ်းတွေကိုအပိသက်သိမ့်ပိုက်ဖို့ကြံနေသေးတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်စစ်ကောင်စီဘက်ကလည်းလက်ကျန်စခန်းတွေမကြာရေးအတွက်လေကြောင်းတိုက်ခိုက်မှုတွေအလွန်ကျွံသုံးပြီးအပြင်းထန်ခုခံနေတယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ thank you ကျေးဇူးတင်တွေကိုနားဆင်ရပြီးမှာတော့ခုဆက်လက်ပြီးပြည်တွင်သတင်းများကိုတော့ကျမຫນွေဦးမုံကတင်ပြပေးသွားပါမယ်ရှင်။အင်္ဂလန်ညကျမရှင်။2025ခုနှစ်မေလ9ရက်နေ့ Radio NUG ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျမကတော့ຫນွေဦးမုံပါ။ကျမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ ပိုယဟမင်းကြီးလီယိုဖိုတင်းကိုဂုံပြုကြိုဆိုကြောင်း NGO ယာယီသမရဒူဝါလက်ရှိလဆိုတဲ့တဲ့မှာဖြစ်ပါတယ်။ပိုယဟမင်းကြီးလီယိုဖိုတင်းကိုဂုံပြုကြိုဆိုကြောင်း NGO ယာယီသမရဒူဝါလက်ရှိလက X မှာဆိုထားပါတယ်။ပိုယဟမင်းကြီးလီယိုဖိုတင်းကိုဂုံပြုကြိုဆိုပါတယ်။ကမ္ဘာလုံးဆိုင်ရာမတိကျမြေယာမှုတွေဖြစ်နေချိန်မှာလေးနက်တဲ့အခိုက်အတန့်မှာပဲမြန်မာလူမျိုးများသည်ငြိမ်းချမ်းမှုနှင့်တရားမျှတမှုတို့အတွက် မြင့်မြတ်သောခမဲတော်အားမျှော်ကိုပြီးစည်ရဲနွမ်းပါသူများ၊ဘေးဖယ်ထားသူများ၊အိုးမဲအိမ်မဲများနဲ့စည်ရဲဒုက္ခများအတွက်အတန်ဖြစ်ရှုမြင်ကြတယ်လို့ယာယီသမရကဆိုထားပါဗျ။ပုံရဟမင်းကြီးလီယိုဖိုတင်းဖြစ်ခက်အခံရမှုအတွက်ကမ္ဘာခေါင်းဆောင်တွေကလည်းဂုဏ်ပြုကြောင်းထုတ်ပြန်ထားပါဗျ။ American Cardinal Robert Prebost ကိုပုံရဟမင်းကြီးအဖြစ်မေလအတွင်းရွေးချယ်တင်မြှောက်ခဲ့ပါတယ်ရှင်။ ။နောက်ထပ်တင်ပြမယ့်သတင်းကတော့ဘုံခိုချင်းတွေကိုမြေပြင်တက္ကသိုလ်တွေမှာအလုံအလောက်စီမံပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ဘုံခုချင်းတွေကိုမြေပြင်တက္ကသိုလ်တွေမှာအလုံအလောက်စီမံပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားပါရတယ်။မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်18မြင်းဆောင်2025မှာဝန်ကြီးချုပ်ကပြောပါရတယ်။ တက္ကသိုလ်ဝင်ခွင့်ကိစ္စရပ်တွေကိုလည်းပြည်သူတွေကြားမှာကြဲကြဲပြန့်ပြန့်ပုံမူသိရှိရအောင်လှုံ့ဆော်ပေးမှသာကျွန်တော်တို့ဆိုရရဲ့ပညာရေးစနစ်ကိုယုံကြည်အားကိုးကြတဲ့ပြည်သူတွေအနေနဲ့အားလုံးပါဝင်ပူးပေါင်းလှုံ့ဆော်လာနိုင်မှာဖြစ်ပါကြောင်းမြေပြင်တက္ကသိုလ်ဖွင့်လှစ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းလေကြောင်းအန္တရာယ်ကိုအထူးအလေးထားကြဖို့နဲ့ဘုံခုချင်းတွေကိုလည်းမြေပြင်တက္ကသိုလ်တွေမှာအလုံးလောက်စီမံပေးကြဖို့လည်းလိုအပ်ပါကြောင်းခုဆိုရင်မြေပြင်ဆေးရုံအစည်းအကမ်းတွေ ရွေးရှားဆေးကုသမှုအဖွဲ့တွေရဲ့ဂုဏ်သတင်းတွေကလည်းအင်မတန်ပြန့်နှံ့လာပြီးဖြစ်ပြီးလူဆွာအရင်မြေဆေးဝါးနဲ့ဆေးပစ္စည်းအကန့်အသတ်တွေကြားထဲကပြည်သူတွေတက်ကြမ်းမာရေးဝန်ဆောင်မှုပေးနေတာတွေကလေးမီဖွာပေးနေတာတွေကိုအအောင်မြင်မြင်တက်တက်ကြွကြွလှုပ်ဆောင်နေကြလို့ဝန်ကြီးဌာနတာဝန်ရှိသူတွေရောမြေပြင်ကကျန်းမာရေးဝန်ထမ်းတို့ဦးတယောက်ချင်းစီကိုရောအတိမတ်ပြုကျေးဇူးတင်ရှိပါကြောင်းဝန်ကြီးချုပ်ကပြောပါရယ်။ဒါအပြင်ပြည်သူတွေအတွက်ပညာရေးကျန်းမာရေးစားတဲ့အခြေခံဝန်ဆောင်မှုတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့ဆိုရင် ခွန်စနစ်နဲ့အုပ်ချုပ်ရေးစနစ်တွေအားကောင်းမှသာဖြစ်မှာဖြစ်တာကြောင့်ဝန်ကြီးဌာနအချင်းချင်းကြားပေါင်းဆက်ညီနိုင်မှုတွေအားကောင်းကောင်းနဲ့လုပ်ငန်းများကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့လည်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်ရှင်ဆလဘီရပ်ပစစ်ဘက်ဂျမ်းမာရေးဆောင်ရှားမှုသုံးဆွဲမှုငွေကြေးအားမြို့သားညီညွတ်ရေးအစိုးရထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ရပ်ပစစ်ဘက်ဂျမ်းမာရေးဆောင်ရှားမှုသုံးဆွဲမှုငွေကြေးအားမြို့သားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်ပါတယ်။ မြို့သားညီညွတ်အစိုးရဂျမိုင်းဝန်ကြီးဌာနသည်ဂျမဖက် အာနာဖီဆိုင်လှုံရှားမှုတွင်ပါဝင်ဆောင်ရွက်နေသည့်ဂျမိုင်းစီဒီအမ်နိုင်ငံဝန်ထမ်းများရဲဘက်ဂျမိုင်းဝန်ထမ်းများနဲ့ဂျမိုင်းစီဒနာဝန်ထမ်းများဖြင့်တော်လင်းရဲဘော်များနဲ့ပြည်သူလူထု၏ဂျမိုင်းဆောင်ရှားမှုများကိုဆောင်ရွက်လျက်ရှိတယ်လို့မေလ9ရက်နေ့ဖော်ပြပါတယ်။ဂျမိုင်းဝန်ကြီးဌာနသည်လင်းတာကာလာအတွင်းရဲဘက်ဆိုင်ရာဂျမိုင်းဆောင်ရှားမှုလုပ်ငန်းများအတွက် သိန်း8342သိန်း13200တကြက်နဲ့ဒေါ်လင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်33410သိန်း4398ကျက်သုံးဆွဲခဲ့တယ်လို့တင်ရရှိပါရဲ့ရှင်။စကိုင်းဖရယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးဆောင်သောဖွဲ့နှင့်စကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တို့တွေ့ဆုံ၍စကိုင်းငလျင်ဘေးသင်းပြည်သူများအတွက်ကုညီရေးဆိုင်ရာလုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။စကိုင်းဖရယူနစ်လွှတ်တော်ဥက္ကဋ္ဌနယ်ဖွဲ့သည် စကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တာဝန်ရှိသူများနဲ့မြေပြင်တွေ့ဆုံဆွေးနွေးမှုတရက်ကို2025ခုနှစ်မေလ9ရက်နေ့ကကျင်းပခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာစကိုင်းဖရီယူနစ်လွှတ်တော်နဲ့စကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တို့မှပူးပေါင်းပြီးဆောင်ရွက်နေသည့်စကိုင်းငလျင်ပေးတဲ့ပြည်သူများအတွက်ကုညီရေးဆိုင်ရာလုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါတယ်။ ။အဲဒီနောက်သကိုင်းဖရယ်ယူနစ်ဂျာကာလဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာလုပ်ငန်းရှင်များနဲ့ရှေ့လုပ်ငန်းရှင်များမှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့သကိုင်းဖရယ်ယူနစ်လွှတ်တော်ထံကသိရပါပါတယ်ရှင်။နောက်ထပ်တင်ပြပေးဦးမယ့်သတင်းကတော့ငလင်ဘေးသင့်ပြည်သူများအတွက် UK အစိုးရရဲ့ရမွေများသည့်မြန်မာစစ်တပ်ထံသို့စီးဆင်းခြင်းလုံးဝမရှိဘူးလို့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငလင်ဘေးသင့်ပြည်သူများအတွက် UK အစိုးရရဲ့ရမွေများဟာမြန်မာစစ်တပ်ထံကိုစီးဆင်းခြင်းလုံးဝမရှိဘူးလို့ မေလအတွင်း UK တန်ရုံရန်ကုန်ကပေါ်ပြပါတယ်မြန်မာနိုင်ငံတွင်အင်အားပြင်းကလေးလှုပ်ခတ်မှုပြီးတလကျော်ကာလအတွင်းတန်နစ်ချီသောပြည်သူများသည့်ရွေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေဆဲဖြစ်ပါတယ် United Nations OCHA အပါအဝင် UK မိဘဖွဲ့စည်းများသည့်အကူအညီလိုအပ်နေသူများအားအသက်ကယ်ဆယ်ရေးအထောက်အပံ့များပံ့ပိုးပေးလျက်ရှိပါသည်။ UK ဆိုရသည်လူသားချင်းစာနာထောက်ထားမှုအကူအညီများအတားအဆီးမရှိဝင်ရောက်ပေးအပ်နိုင်စေရန်နှင့် မြန်မာနိုင်ငံရှိအကူအညီပေးရေးဝန်ထမ်းများလုံခြုံမှုရှိစေရန်ဆက်လက်တောင်းဆိုလိုက်ပါတယ်။ UK ဆိုရရေမုံငွေများသည့်မြန်မာစစ်တပ်ထံသို့စီစဉ်ခြင်းလုံးဝမရှိပါလို့ဖော်ပြပါတယ်။ UK ဆိုရအနေဖြင့်ရေမုံငွေစုစုပေါင်းစတာလင်ပေါင်း25သန်းထိထောက်ပံ့ထားပြီးပံ့ပိုးမှုများသည့်ဒေသခံမိဘများမှတစ်ဆင့်အကူအညီလိုအပ်နေသူ3,600ကျော်ထံရောက်ရှိပြီးဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတင်ပြမယ့်သတင်းကတော့အာဆီယံတဝန်ရှိတတိယကြီးများနဲ့ခရိုနီများအားဖိအားပေးရမည့်အချိန်ဖြစ်ပြီး Dirty Over 30ဒုတိယသုတ်တွက်အစဉ်သင့်ပြင်ထားပေးဖို့ Justice for Myanmar ကအတည်ပြုနှိုးဆော်တဲ့သတင်းဖြစ်ပါတယ်။အာဆီယံတဝန်ရှိတတိယကြီးများနဲ့ခရိုနီများအားဖိအားပေးရမည့်အချိန်ဖြစ်ပြီး Dirty Over 30ဒုတိယအထုပ်အတွက်အစဉ်နှင့်ပြင်ထားပေးဖို့ Justice for Myanmar ကအတည်ပြုနှိုးဆော်လိုက်ပါတယ်။ စစ်တပ်ကအာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းစင်ကာပူနိုင်ငံသည်မြန်မာနိုင်ငံသို့တတိယအများဆုံးစစ်လက်နက်ရောင်းချသည့်နိုင်ငံဖြစ်ခဲ့ပြီးအမေရိကန်ဒေါ်လာ250လေးသန့်ကုန်သွယ်ရေးတန်ဖိုးရှိကြောင်းမြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်က2023ခုနှစ်အတွင်းအစီရင်ခံတင်ပြခဲ့ပါသည် JFM ဒီပထမအကြိမ်ဓာတ်တီ over 30အစည်းအဝေးကိုထုတ်ပြန်ခဲ့ပြီးရှစ်ထောင်အားရှားနှင့်ရင်းပြင်ပဒေသတို့မှရဲဘက်ဖွဲ့စည်းများကဒူးမိုးစင်ကာပူလှူရှားမှုတွင်ပါဝင်ခဲ့ပါသည် ဇန်ကူအစိုးရတို့အိတ်ဖွင့်ပေးစာကိုလည်းရပ်ပတ်ဖွဲ့စည်းပေါင်း430တို့ကလက်မှတ်ရေးထိုးတောင်းဆိုခဲ့ပြီးအွန်လိုင်းလက်မှတ်ထိုးတောင်းဆိုလာရင်လည်းလူပေါင်း2000ကျော်ဤလက်မှတ်များရရှိခဲ့ပါတယ်။ Dirty Over 30နဲ့ Dumo Singapore Hashtags များသည့်လူမှုကွန်ရက် platform များတွင် ထိနှိမ်ဝင်ရောက်ကြည့်ရှုမှု68တန်းကျော်ရရှိခဲ့ပါတယ်။ဆိုပါလှူရှာတောင်းဆိုမှုအကြောင်းကိုစင်ကာပူမီဒီယာတွင်လည်းဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏2024ခုနှစ်စီရင်ခန်းစာတွင်စင်ကာပူနိုင်ငံမှမြန်မာနိုင်ငံသို့စစ်တုံးကုန်စည်တင်ပို့မှု83ရာခိုင်နှုန်းရော့ကျသွားကြောင်းဖော်ပြခဲ့တယ်လို့ဆိုပါရယ်။ခုချိန်သည်အာဆီယံတဝန်ရှိတထေကြီးများနှင့်ခရိုနီများအားဖိအားပေးရမည့်အချိန်ဖြစ်ကဒက်တီအိုဗာ30ဒုတိယအထောက်အကူအတွက်ဆင်နှင့်ပြင်ထားပေးကြဖို့ဆိုပါရယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ပဲခူးတိုင်းရောင်လေးပင်မြို့ကိုဗဟုပြုပြီး Restar Scale 4.2အစီရှိအင်အားအသင့်တင်ရှိသည့်မြင်းကလေးတစ်ခုထပ်မံလုပ်ခတ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်မေလ9ရက်နေ့မြမစံတော်ချင်းနနက်9:18မိနစ်အချိန်ကတည်းကပဲခူးတိုင်းရောင်လေးပင်မြို့မြောက်ဖက်22ကီလိုမီတာကွာမြောက်နက်10ကီလိုမီတာကိုဗဟုပြုပြီး Restar Scale 4.2အဆင့်ရှိအင်အားအသင့်တင်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုပ်ခတ်ခဲ့တယ်လို့ ူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။စကိုင်းကလင်းကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလင်ဘေးဆောင်ရန်ရှောင်းရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်ထပ်မံအသိပေးအပ်တယ်လို့ဖော်ပြပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမေလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်အထင်အင့်မှတိမ်ထူထပ်နိုင်ပြီးတော့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေတနင်္သာရီကန်ယူတန်းရခိုင်ကန်ယူတန်းနဲ့မုံတမာခွေဘက်တို့မှာလေဟာအနောက်အနောက်တောင်ဘက်မှတနအီကို10မိုင်မှ -10 ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းအနှင်းငယ်မှလှိုင်းအထင်အင့်ရှိနိုင်ပါတယ် မြဝကျုံးပေါ်ဒေသများမှာလေးဟာအနောက်အနောက်မြောက်ဘက်မှတနာယီကို၁၀မိုင်မှ -30 ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းအနှင်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးချီနေမှာနေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာကျဲကျဲမူးထစ်ချုံရွာနိုင်ပြီးတော့မကွေးတိုင်းရန်ကုန်တိုင်းအေရော်ဒီတိုင်းနဲ့ပဲခူးတိုင်းတို့မှာနေရာကွက်ကြားမူးထစ်ချုံရွာနိုင်ပါတယ် နေအပူချိန်များမှာ မကွေးတိုင်းရန်ကုန်တိုင်းအေရော်ဒီတိုင်းနဲ့ပဲခူးတိုင်းတို့မှာ ပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါသည်ရေဒီယို energy မှာဆက်လက်အံလွှင့်နေပါတယ်ခုဆက်လက်ပြီးပြည်တွင်းစစ်ပြပခအသွင်ပြောင်းလာနိုင်ခြင်းနဲ့လူမှုရေခန်းစားရတဲ့ဒုက္ခပင်လဲလို့အမည်ပေးထားတဲ့မြန်မာနွေခရိုနီကယ်မိုးမခသတင်းမြင်ကွင်းဆောင်းပါးကိုတော့ပူပူကဖတ်ကြားတင်ဆက်ပေးပါမယ်ရှင် မြန်မာနယ်ဥခရိုနီကဲမေလာရှင်ရံမြင်တွင်ပြည်ရင်းစစ်ပဋိပက္ခအသွင်ပြောင်းလာနိုင်ခြင်းနဲ့လူမှုတွေခံစားရတဲ့ဒုက္ခပင်လေမြန်မာနိုင်ငံကလူမှုအဖို့တရင်တွေဖတ်ရှုနာစဉ်အများဆုံးတရမဲ့တရင်ကောင်းစင်တွေကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုတရင်စစ်စခန်းနယ်မြေနဲ့မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်တဲ့တရင်ထိခိုက်ဒေဆုံးမှုအရေတော်နယ်မြေမြို့သိမ်းယူခြင်းတို့မဟုတ်လက်လွတ်ဆုံးရှုံးခြင်းတရင်တွေကအများစုနေရာယူထားကြတာဖြစ်ပါတယ် ဒီတိုက်ပွဲသတင်းတွေနဲ့အတူဒေတာခန်တွေရာထောင်တောင်းနဲ့ချီပြီးတင်းရှောင်လေးထိုင်ရတဲ့အရေးတွက်တွေလည်းပါရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့နောက်ပိုင်းမှာတော့ငလင်ဘေးအနေကြာရောက်ပြီးနောက်ငလင်ဘေးမှာထိခိုက်သေးဆုံးမှုတွေပျက်စီးဆုံးရှုံးမှုတွေကသတင်းတွေထဲအများပြပါလာခဲ့ပါတယ်။ငလင်ဘေးကြီးကြာရောက်နေတုန်းမှာပင်လင်းတိုက်ပွဲသတင်းတွေလေကြောင်းတိုက်ခိုက်မှုသတင်းတွေကကြပြိုင်နက်တည်းဖြစ်ပွားနေခဲ့တာလည်းဖြစ်ပါတယ်။မြန်မာလူလူဘူး ပြည်ရင်းစစ်တံကိုစိုးစိုးရွားရွားခန်းစားနေရုံသာမကငလင်ပီးကြီးကိုပါထပ်မံခန်းစားကြရပြီးနိုင်ငံတကာအဖွဲ့အစည်းချို့အင်းဒီချင်းနဲ့ဒေသတွင်နိုင်ငံချို့ကငလင်ပီးကြားရောက်မှုကိုအကြောင်းပြုပြီးလက်နက်ကိုင်ပဋိပက္ခကိုအပြည့်ရကြဖို့စစ်ဆက်ဆွေးနွေးကြဖို့တိုက်တွန်းပြောဆိုကြပါတယ်။ဒါပေမဲ့လက်နက်ကိုင်ပဋိပက္ခတနည်းပြည်ရင်းစစ်မှာအနိုင်ရရေးကငလင်ပီးကယ်ဆယ်ရေးထူထောင်ရေးထက်ပိုမိုရေးကြီးတယ်လို့လက်နက်ကိုင်ဖွဲ့စည်းများစုကယုံကြည်ကြတာကြောင့် မြန်မာနိုင်ငံဇကိုင်းပဟိုပြုငလျင်ပီးကိုအကြောင်းပြုပြီးအပြစ်ခတ်ရဲစဲရင်းနဲ့ငင်းကြဲရေးဆွေးနွေးမှုတွေထွက်ပေါ်လာစရာမရှိတာသိချသွားပြီးဖြစ်ပါလေ။တိုင်းသားလက်နက်ကိုင်အဖွဲ့ချုပ်မျိုးသားညီညွတ်ရေးဆိုရနဲ့စစ်ကောင်စီတို့ကတဖက်သက်အပြစ်ရမှုတွေထိုးစစ်ဆင်ရက်ဆိုင်မှုတွေကိုကြီးညာခဲ့ကြပေမဲ့လည်းကြီးညာမှုတွေကအမှန်တကယ်ဆန္ဒရှိကြပုံမရပဲနိုင်ငံရေးရပြရုပ်ဖြစ်တာထုတ်ပြန်ကြတယ်လို့ကောက်ချက်ထားရမယ့်သဘော ဖြစ်ပါလေ။မြန်မာနိုင်ငံဟာ ကြရှုံးနိုင်ငံဖြစ်နေပြီလားတစိ့တစ်ပိုင်းဖြစ်နေပြီလားဒါမှမဟုတ်မဖြစ်သေးဘူးလားဆိုတာကြရှုံးနိုင်ငံဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ပေါ်မူတည်ပြီးအငင်းပေါ်ကြာရှိနိုင်မဲ့ပြင်းစင်နေတဘာဝဘေးတွေကြောင့်နေအိမ်အတမွေးဝမ်းကြောင်းလုပ်ငန်းတွေဆုံးရှုံးပြီးမိသားစုဝင်ချစ်ခင်တန်ဖိုးထားရသူတွေဆုံးရှုံးရသူတွေမြန်မာနိုင်ငံမှာတိမ်တန်းတဲ့ချီရှိနေပြီဖြစ်ပါတယ်950နီးပတ်ဒေါ်လာပဒါစာရီဖြစ်လို့ကြုံတွေ့ရသူတွေလည်းအများပြားရှိနေပြီး အဲ့လောက်မစိုးသည့်တိုင်စစ်ပွဲတွေကြောင့်နေစရာအိမ်ဆုံးရှုံးသွားရသူ အလုတ်ကင်ဆုံးရှုံးပြီးအကူအညီကိုမျှော်ကိုအသက်ရှင်နေထိုင်ကြရသူတွေလည်းအများပြားရှိနေခဲ့ပြီးဖြစ်ပါတယ်။ပြည်ရင်းစစ်ရဲ့တပ်ရောက်မှုကိုအနိုင်ဆုံးခံစားကြရသူတွေလို့ယူဆနိုင်တဲ့မြို့ကြီးတွေမှာနေထိုင်အသက်မွေးဝမ်းကြောင်းသူတွေတောင်မှကုန်စည်နှုံကြီးမြင့်မှုတန်းလောင်စာလျှက်စစ်ပြတ်တောက်မှုတရားဥပဒေမစိုးမိုးတာကြောင့်လူရဲမှုတပ်ဖြတ်မှုတွေတပ်ရောက်မှုကိုခံစားနေကြရပြီးဖြစ်ပါတယ်။ ပြည်ရင်းစစ်ပွဲကတစ်ဖက်ဖက်ကအနိုင်ရမှပြီးဆုံးမယ်လို့လူပြင်းစင်စားနည်းနဲ့စင်စားတဲ့ဖြစ်နိုင်ခြေတစ်ခုရှိတယ်လို့ဘယ်သူမှအပြတ်တမနိုင်တဲ့အနေအထားနဲ့စစ်ပွဲတွေကရေရှည်ယခုလဲလေးနှစ်ကျော်လာခဲ့ပြီမို့ဖြစ်နိုင်ခြေတည့်ရလဲရှိနေတာဖြစ်တယ်လို့နောက်ဖြစ်နိုင်ခြေတစ်ခုကဒီစစ်အာဏာသိမ်းမှုမတိုင်ခင်အနေအထားမှာအင်အားကြီးတဲ့စစ်တပ်ကအင်အားကြီးဆုံးမဟုတ်တော့ဘဲအင်အားမတည်မြဲရှိတဲ့လက်နက်ကိုင်အဖွဲ့တွေပေါ်ထွန်းလာပြီးပုံအကျိုးစီးပွားပုံရိပ်မှန်းချက်အပြုတ်ကား တပွေချင်းအာနာနဲ့အကျိုးစီးပွားကိုသာဦးစားပေးကအေးဆက်တဲ့လက်နက်ကိုင်ပဋိပက္ခ Frozen Conflict ဖြစ်ရှေ့ကျသွားမလားဆိုတဲ့ဖြစ်နိုင်ခြေတွေလည်းရှိနေတာဖြစ်ပါတယ်။အထက်ကဖော်ပြခဲ့သလိုဖြစ်နိုင်ခြေတွေက တခုမက ဖြစ်နိုင်ကြလဲပဋိပက္ခရှေ့ကျလာပြီးပါဝါချိန်ဝင်ရှားပြောင်းလဲတွေဖြစ်လာချိန်မှာတွေ့မြင်လာနေရတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပြဿနာကိုအဖြူနဲ့အမဲသူတော်ကောင်းနဲ့စိုးသွမ်းရုံမှသူဒီမိုကရေစီနဲ့အာဏာရှင်ဆိုတဲ့အလွဲနားလေအောင် လူလူကိုစီယုံလေအောင်ပုံဖော်ကြပေမဲ့လေအချိန်ကာလနဲ့အခြေအနေပြောင်းလဲလာတဲ့ပုံမူတည်ပြီးအကျိုးစီးပွားနဲ့ရံပတ်တမတ်မှုတွေပြောင်းလဲလာတာမျိုးလဲတွေ့မြင်လာနေတာဖြစ်ပါတယ်ဒီလိုတစားတစားပြက်စီးလာတဲ့အခြေအနေအောက်မှာအသက်ရှင်တန်ကြံ့ရည်ဖို့ကြိုးစားနေကြရတာကတော့လက်နဲ့နဲ့အာနာမရှိတဲ့တာမန်ပြည်သူလူလူဖြစ်ပါတယ်လူလူအနေနဲ့စစ်ပွဲတွေတီမာလုံးနဲ့အခွန်အကောက်တွေလက်စားမှုတွေအတ္တမစစ်သားဆူဆောင်းမှု ပြန်ပေးဆွဲသလိုငွေသိန်း၁၀ခန်းကနေရာခန်းထိပေးမှပြန်လှုပ်ပေးမယ်ဆိုတဲ့အဖြစ်တွေတသက်မှာတခါမှမကြုံဘူးတဲ့ကုံစင်းနှုံတွေရာဇဝမှုတွေကိုခါစီခံရင်မိမိနဲ့အနာဂတ်ကိုမျှော်လင့်ပြီးအသက်ရှိနေကြရတဲ့အနေအထားလေးဖြစ်ပါတယ်။လက်နက်နဲ့အနိုင်ကျင့်သူကိုဆုံးမတန်းခတ်နိုင်ဖို့လူလူကမရှိမဲရှိမဲငွေကြေးတွေစုဆောင်းထည့်ဝင်ပြီးလက်နက်တက်ဆင်ဖို့လှုံ့ဆော်ပေးလိုက်တဲ့လက်နက်ကိုင်းအဖွဲ့တွေကလည်းလူလူကိုအခွန်ကောက်ဖို့နဲ့အနိုင်ကျင့်ဖို့လှုံ့ဆော်ကြတာတွေမြင်ရတဲ့အခါ အသေးကွေကြရမယ်အဖြစ်မျိုးဘယ်လက်နဲ့ကင်ကိုမှမယုံကြည်ရတော့တဲ့အဖြစ်မျိုးတွေလည်းဒေတာချုံမှာကြုံတွေ့နေကြရတာဖြစ်ပါလေဒီလိုအခြေအနေတွေဟာတော်လန်ရေးကိုယုံကြည်မျှော်လင့်ထားတဲ့မြန်မာလူလူကိုမျှော်လင့်ချက်မဲ့စေပြီးအကြောင်းရင်းကသက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့တာဝန်ခံမှုအားနည်းမှုနဲ့လူလူအကျိုးစီးပွားထံအဖွဲ့အစည်းအကျိုးစီးပွားကပထမလိုမှတ်ယူကြတာကအဓိကကြတဲ့အချက်လို့ဆိုရမှာဖြစ်ပါတယ်ရှင်။ ီဒီယို NUG ရဲ့တော်လင်းကဗျာကဏ္ဍကိုဆက်လက်နားဆင်ကြရမှာပါမနက်ကိုအောင်တော်မူကန်းလို့အမည်ရတဲ့ကဗျာလေးကိုတော့လင်းလက်နှွေဦးကရေးသားထားတာဖြစ်ပြီးလွလက်နှွေဦးကခန်းစားရုပ်ဖတ်ပေးပါမယ်ရှင်မနက်ကိုအောင်တော်မူကန်းမနက်ရဲ့မျက်နှာဖုံးများဖက်စစ်နာဂစ်ကိုဗစ်မင်းအောင်လှိုင်း2025စကိုင်းမြလီ ဘောဒီပလင်လောဘဝင်လာတော့ကျိန်မောင်းရက်ဆက်190ကျော်နတ်ဆိုးစစ်တပ်အာရတီဝီတီပပပဲကိုပြာခင်းအလောင်းမင်းမှာမဟာပထဝီသာတတ်တည်ရှိရဲ့အမောင်ဆုံးမှာရွှေကြည်တန်းရောင်နီလာယာလမ်းပေါ်လျှောက်ຫນွေဥပဒေါတူပွင့်ခဲ့ပြီလင်းလက်မျိုး ီဒီယို energy ရဲ့ဒီကနေ့ညထုံလွှင့်မှုနောက်ဆုံးအစီအစဉ်မှာတော့တော်လရင်တေဂီတာအစီအစဉ်နဲ့နှုတ်ဆက်ချင်ပါတယ်။ကိုသိန်းမျိုးရေးသားဆက်ဆိုထားတဲ့နိုင်ငုံနိုင်ရမဲလို့ညီရတဲ့ဒီတချင်းကိုကြော်ခန့်တဲ့ဝေယျငိမ့်တို့ကတီးဆိုပေးထားပါတယ်ရှင်။ နေခဲ့ရင်ထဲမှာလဲယူကြမရတဲ့ဘယ်တော့ချင်များပြန်တွေ့ရမလဲအာလုံးရဲ့တော်လည်းရဲ့ကြည်တဲ့တမီးနေခဲ့လေးတဲ့သူရဲ့လောကလာခဲ့ရမနာချူချနေ နာလေးပဲအချိန်တွေဟာပြေးပြေးနေအရာတွေပြောင်းအောင်တွေမော ငါတို့ရဲ့တိတိုင်ပွဲတွေနင်းလေဘူးဆွေလုံးနေမယ်မိသားစုနဲ့ညီကိုရွေတွေကနော်လေးလို့နေအချိန်တွေရောပြည့်ပြည့်နေရာသီတွေပြအုံတွေမောဆော ေပဲ Radio NUG ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ်မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာ17.3 MHz မဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာ17.6 MHz မဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်။